Ne 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 ရှမ်းပြည်နယ်မှာအစိုးရတပ်နဲ့ SSPP SSA တပ်တွေရဲ့တိုက်ပွဲတွေကြောင့်ကျေးတိမြို့နယ်ဝမ်ဝဒုက္ခသည်စခန်းမှာလူဦးရေ1100ခိုးလုံနေကြပြီး Hyper ဒုက္ခသည်စခန်းမှာလူဦးရေ1300ကျော်ခိုးလုံနေကြရပါတယ်။အဲ့ဒီဒုက္ခသည်တွေကို88မျိုးဆက်ငင်းချရင်းနဲ့ပွင့်လင်းလူအဖွဲ့စည်းနာရဲကူညီမှုအသင်းရန်ကုန်နဲ့ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များအဖွဲ့ကပြီးခဲ့တဲ့နိုဝင်ဘာ26ရက်နေ့ကအသွားရောက်အကူအညီပေးခဲ့ပါတယ်။ ုက္ခသည်စခန်းတွေမှာအင်သားနဲ့တောက်သုံးရေအခက်ခဲရှိနေတာကြောင့်ဝမ်ပြက်ဝမ်လျှော်ယောဂါတွေဖြစ်နေကြောင်းဒုက္ခသည်တွေကိုတွားရောက်ကူညီပေးနေသူတွေကပြောပါတယ်အခုကတော့ဒီ hyper scan မှာဆိုအကုန်လုံးလူတွေပြုတ်သိပ်ပြီးနေနေရတယ်။နောက်မြေကြီးပေါ်မှာတွေခင်းပြီးတော့ နေနေရတယ်ဆိုတော့ကျမကြီးကရေရှည်ဆိုလို့ရှိရင်ဒီအေးရရာသေဘူးလို့လည်းဆိုအဆင်မပြေနိုင်ဘူး။အဝမ်ဝါမှာဆင်ထိုးပေးထားဆိုတော့သူကနည်းနည်းလေးတတောင့်တတာရှိတဲ့အနေထားတွေ့ရတယ်။နောက်တစ်ခါရေရှည်ကြာလာတဲ့ခါကျရင်အခုအင်းသားအခြေအနေတွေကျွန်တော်လေ့လာတယ်။ဒါဒီလောက်လူထောင်နဲ့ချီနေတဲ့ဟာတွေလုံလောက်တဲ့အရေးအတွက်မဟုတ်ဘူး။နောက်တစ်ခါကြာလာရင်ဝမ်ယောဂါရောဝမ်ကိုက်တဲ့ယောဂါတွေရောနောက်ရှားအနာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာတွေရောဆက်ဖြစ်လာမှာပဲ။နောက်တစ်ခါအေးတဲ့ဒေသတွေတောင်ပေါ်မှာနေနေတဲ့ဒီလီဆူဟိုဒီ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 တိုင်းသားလူမျိုးတွေကြတော့ အဲရေအခုလိုမျိုးအမိုးအောက်မှာရောက်တဲ့ခါကျတအားပူပြီးတော့ကလေးလေးတွေဒါဖြားရနာတာလည်းကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ကတော့ဒီရန်ကုန်မှာပတ်ပြီးတော့အလှူခံထားတာဆိုတော့လေဒီအလှူရှင်တွေရဲ့ငွေတွေကိုကျွန်တော်တို့ကဒီမှာလိုအပ်တဲ့ပစ္စည်းတွေပေါ့ဒီက ဒီကတ်မှာဆိုလို့ရှိရင်ကျွန်တော်တိထားလောက်အနှွေးရည်တွေခေါင်းတွေစောင်းတွေလုံလောက်ပြီဆိုတော့သူတို့ကလိုအပ်တာအောက်ခင်းတွေလိုတယ်တဲ့အဲ့တော့အောက်ခင်းတွေကိုကျွန်တော်အဓိကထားတယ်နောက်ပြီးတော့သူတို့စားဖို့ဒီအတော်တွင်းမှာသူတို့စားတော့ဖို့အတွက်ရိတ်ခါတွေကိုလည်းကျွန်တော်အများကြီးအဲ့ရပဲစီစဉ်ယူပါချစ်ဆက်ရှိအဖွဲနဲ့အတူအဲ့ဒီဒုက္ခသည်စခန်းတွေမှာတာယာကူညီခဲ့တဲ့စာရေးဆရာကိုရွှေအောင်သိန်းကတော့ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့တိုင်းရင်းသားတွေဟာရင်းလုံးအင်သားတွေကိုအတုံးမပြုတ်တတ်တာကြောင့် သူတို့ကိုကျမ်းမာရေးအသိပညာပေးဖို့လိုအပ်နေကြောင်းပြောပါတယ်။ရေလောင်းအိမ်သာကို၃နေ၃တာမရှိတဲ့တကယ်ရိုးသားတဲ့ရွာသားတွေဆိုတဲ့အခါကျတော့ကျမ်းမာရေးရှုတော့နေသူတို့ကိုလာပြီးတော့သင်ပြရမယ်ရေလောင်းအိမ်သာဒီမှာလိုအပ်နေပါလေ။ရေလောင်းအိမ်သာလိုအပ်မယ်။နောက်တစ်ခါကျတော့အဓိကလိုအပ်ချက်ကြီးအကြီးကြီးရှိတယ်ဗျာ။ဒီတိုက်ပွဲတွေရက်ပေးပါဒီတိုက်ပွဲတွေရက်ပေးပြီးသူတို့ယူမှာသူတို့သူတို့တင်းနဲ့စိုက်ပြိုးပြီးပျော်ပျော်ပါးပါးနဲ့နေတဲ့တိုင်းသားတွေရဲ့ဒလီလေးတွေနဲ့ပျော်နေကြပါစေ။အဓိကလိုအပ်ချက်အကြီးကြီးကတော့ဒီတိုက်ပွဲတွေရက်ပေးပါ။ လက်တလောအဲ့ဒီဒေသတွေမှာတိုက်ပွဲတွေရက်ဆိုင်နေတာကြောင့်ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေဟာသူတို့နေရက်ကိုပြန်သွားခြင်းနေကြတဲ့အပြင်စိုက်ပျိုးထားတဲ့သီးနှံတွေကိုတွားရောက်ရေးသိမ်းလို့ကြပါတယ်။ပြီးခဲ့တဲ့တရက်နေရက်တုန်းကလည်းဟိုလက်နဲ့ကြီးတွေပါလေအတန်ကြားတဲ့တော့ရွာသားတွေထွက်ပြေးကြတယ်အခုဘာဖြစ်လဲဆိုရွာသားတွေကအခုကောက်ရစ်ချင်းနဲ့ချင်းအကုန်လုံးဟိုစပတွေရဆုံးဆုံးမှုတော့တော်မနေတော့ပါဘူးအားလုံးစိတ်ငြိမ်းစေခင်တာပေါ့ဗျာဦးလေးတော့တော့ဒါပဲ ချက်မြင့်ရမှာအစိုးရတက်တဲ့ SSPP တက်တွေကြဖြစ်ပွားနေတဲ့တက်ပွဲတွေကြောင့်နေရက်စွန်ခွာထွက်ပြေးနေရတဲ့ဒုက္ခသည်ဒေသခံတပေါင်းကြီးပါလောက်ရှိနေပါတယ်။ အဲ့ဒီဒုက္ခသည်တွေဟာရှမ်းပြည်နယ်တောင်ပိုင်းကျေးတိမြို့နယ်ဝမ်ဝဒုက္ခသည်စခန်းမိုင်းရှူးမြို့ပေါ်ရက်ွက်တွေနဲ့ဟိုက်ပါဒုက္ခသည်စခန်းနဲချောင်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဓာရှိုးမြို့ရှမ်းမန်စုကျောင်းရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်ရက်ွက်တွေအပြင်မိုင်းနောင်ဒေသတွေမှာခိုးလုံနေကြရတာဖြစ်ပါတယ်ဒုက္ခသည်တွေကိုတွားရောက်ကူညီဖို့အခက်ခဲရှိနေသူတွေကိုဓာရှိုးမြို့ရှမ်းလူငယ်ကွန်ရက်ကတွားရောက်တူထမ်းရမှာအဆင်ပြေအောင်ကူညီပေးနေပါတယ်ရှင်